အားလုံးပဲအားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းသင်မသင်ခန်းစာကတော့အခန်းကဒီကျင်ငယ်9ရက်သမတ်เนาะ10ကနံပါတ်3နဲ့4နဲ့ဖြစ်ပါတယ်နံပါတ်3မှာဆိုရင်သူကအေတံမိုးပေးထားတယ်အေကွဲတူ -1 ဘီတံမိုးက2ပေးထားတယ်စီတံမိုးက0အိတ်တံမိုးက -2 ပြီးပြီးတော့ဝမ်တံမိုးက -3 ဖြစ်လို့ရှိရင်အောက်ပါရိုးတံမိုးများကိုရှာပါရအောင်နော်။နံပါတ်ကကြီးကတော့ h- a2 2h2 4a power 5ပေါ့နော်။အဲ 4a to the power 5 ဲ့ဒီမှာကျတို့ကဘာလို့ကမလဲဆိုလို့ရှိရင်ငါသူ့ကိန်းမျိုးစားတင်မယ်သူအိတ်တံမိုးတွေပဲဆိုတော့နော် x နေရာမှာ -2 တွေကိုပဲစားတင်နေတယ်နော်ဒါဆိုရင်ဒီမှာကျတို့အကုန်လုံးနော် x နေရာမှာ -2 တွေစားတင်မယ်သူ့ရဲ့အပေါ်ကထန်ညွန်းနေမြောက်ဘက်ကိန်းနေရာတော့ဒီမှာပြင်ရေးပါတယ်အဲအရှင်တို့က -2 ကတော့ -2 ပဲနောက်ကနော် -2 နှစ်တက်ကကျတော့4ရတယ် -2 သုံးတက်ကကျတော့ -8 ရတယ်ဘာလို့လဲဆိုတော့ကျတို့ကနော် အဲအနောက်ကိန်းမှာကျတော့ထန်ကျောင်းကမာကိန်းဖြစ်နေတယ်မာကနန်းဖြစ်နေဆိုရင်ကျတော့အနောက်တက္ကနာနဲ့တွေ့တာဖြစ်တဲ့အတွက်ကျတော့မနဲ့အိပ်ပါမနဲ့2 2တဲ့ဘောက5ကကျတော့ကျတော့အတိုင်းပဲနော်ဘောကထန်ကျောင်းကမာကိန်းဖြစ်တဲ့အနောက်တက္ကနာနဲ့ထွက်ပါတယ်ဒါတော့သူရှိရင်တွက်မယ်ချီကမိုင်းနဲ့2ကမိုင်းနဲ့2ပဲမိုင်းနဲ့4ကလည်းမိုင်းနဲ့4မိုင်းနဲ့2နဲ့ဝင်းနဲ့ကမိုင်းနဲ့8နဲ့ကိုမျှတဲ့အခါမှာ8နဲ့4က16အနောက်နောက်နောက်နဲ့မျှတဲ့အခါမှာကျတော့အပေါင်းရပါတယ်ဒီကြရင်၄နဲ့၃နဲ့၄နဲ့ပေါင်းတော့အမြောက်တက်ကမှ128ရတယ်အပေါင်းနဲ့နှုတ်နဲ့မြောက်တော့အချို့နှုတ်ရတယ်ပေါ့နော် ။အဲဒီအဲ့လိုအပေါင်းတွေတက်တက်စုမယ်အနှုတ်တွေတက်တက်စုမယ်။အဲအပေါင်းကတော့တစ်ခုလဲပေါ့နော်။အနှုတ်ကတော့ -2 ရဲ့ -4 ရဲ့ -128 ရဲ့ပေါ့နော်။ပေါင်းတဲ့အခါမှာ -134 ရတယ်။အပေါင်းကကျတော့16တခုလဲ။အဲဒီအပေါင်း16နဲ့အနှုတ်134ကအဲ134ကဟိုလက္ခဏာဘူးတော့နှုတ်လိုက်ပါရဲ့။နှုတ်တဲ့အခါမှာအဖြေက -118 ရပါလေနော်။နမခဝေးလဲအတိုင်းပဲ။နမခဝေးမှာဆိုရင်3 3y square plus 5 wide plus 3 wide 4အဲ့ဒီမှာကျွန်တော်က wide demo တွေ wide demo ဖြစ်တဲ့ minus 3ကိုစားသွင်းမယ်เนาะမြောက်ဝကင်းတွေကိုဒီတိုင်းပြင်မယ်ထန်ညွန်းတွေကိုလည်းအတူတိုင်းပြင်ရမှာเนาะဒါဆိုရင်ရှင်တို့ကနော်3ရ3 minus 3နဲ့တက်က9ရတယ်5ရ5ပဲ minus 3 3တက်ကကျတော့နော်အနောက်ဘက်ထန်ညွန်းကမိုင်းကြီးဖြစ်တဲ့အတွက်ကျွန်တော် minus 20 minus နဲ့ထွက်တယ်3 3တက်က29ပေါ့နော်အဲ့ဒီပထမတတိယဒီိုင်းပြင်ရင်ပဲ -3 လေးတက်ကကြတော့သူက3လေးတက်က87ပါ -4 ကမြောက်လို့ရှိရင်ဒီထန်ညုံက ော်အနှုတ်ကိမ်းမှာတညုံစုံငင်းဖြစ်တဲ့အတွက်ကျတော့အပောင်းကြီးနဲ့ပြင်ရတယ်ပေါ့နော်ဟုတ်ဆိုရင်39ဒီက29 9 29လီကနော် plus 5နဲ့ minus 27က minus 135ရပြီးတော့3နဲ့81နဲ့က plus 243ရပါတယ်ဒါဆိုရှင်အပောင်းကတော့29နဲ့243အတူအပောင်းက290အနုတ်က135 130တွေက135ဟုတ်တော့135ရပါတယ်ကောအဖြေကဟုတ်ပြီကျွန်တော်နံပါတ်ငယ်သွားပါမယ် နံပါတ်ငယ်ကနော် 2A เนาะ 2A power 7 plus 3A power 5 minus 7A power 7 7A2 8A ပေါ့နော်အဲ့တော့ကျေ A-mu ကိုစသင့်မယ် A-mu က -1 ဖြစ်တဲ့အတွက်နော် A နေရာတွေမှာကျတို့ -1 ကိုစသင့်မယ်မျက်ဝက်ကိန်းနေရာရောဒီတိုင်းပဲပြင်ရမယ်ထန်ညူးနေလည်းဒီတိုင်းပဲပြင်ရမယ်နော်ပြန်ကျတို့အရှိဆုံးက2 -1 ကိုခုနှစ်ထပ်တင်တဲ့ခါမှာကျတို့က -1 ကဘယ်နှစ်ထပ်တင်နေတော့1ပဲရရတယ်ဒါပေမဲ့ထန်ညူးက -1 ဖြစ်တဲ့အတွက် -1 မှာအဲအကုန်လုံးက တန်ကျုံကအကုန်လုံးကမာကင်းနေဖြစ်တဲ့အတွက်ကျလို့နော်အကုန်လုံးကမိုင်းနေဝန်းနေရပါတယ်။ဒါဆိုရင်တွက်မယ်။2နဲ့မိုင်းနေဝန်းနဲ့များတော့မိုင်းနေ2ရတယ်။3နဲ့ -1 နဲ့များတော့က -3 ရတယ် -7 နဲ့ -1 နဲ့ကျတော့အနှုတ်နှုတ်နှုတ်များတော့အပေါင်းရတယ်ဆိုတော့အပေါင်း9 -8 နဲ့ -1 နဲ့အတိုင်းပဲအပေါင်း8ရရယ်ပေါ့နော်သူကအနှုတ်နှုတ်နှုတ်များတော့အပေါင်းရပါတယ်အဲဒီအပေါင်းကကျတော့9နဲ့8နဲ့ဖြစ်ပြီးတော့အနှုတ်ကကျတော့ -2 နဲ့ -3 နော်ဒါရင်အပေါင်းက15ရပြီးတော့အနှုတ်ကကျတော့5ရတယ် အရင်15ရက်က9အောင်လို့တော့ကျွန်တော်တို့လိုက်ရတယ်ဆိုရင်10ပေါ့နော်အဖြေက10ဖြစ်ပါတယ်ဒီမက်ကကြီးကတော့ 2a square plus 3b square plus 4 4a cube ပေါ့နော်ဒါဆိုရင် a တမိုးကနော် a တမိုးက minus 1 b တမိုးက minus 2 h တမိုးနေရာမှာ minus 2ကိုစားသွင်းလိုက်မယ်ဟော b တမိုးက2ပေါ့နော်အဲအဲ့လိုစားသွင်းလိုက်မယ်အထက်ညိုးနေကိုပြင်ရင်မယ်ခုနအတိုင်းပဲမျက်ပေါက်ကင်းနေကိုလည်းဒီတိုင်းပြင်ရင်မယ်နော် အသေး -1 နှစ်ထက်က1ဖြစ်ပြီးတော့2နှစ်ထက်က4 -2 နှစ်ထက်ကလည်း4ပဲမှာထန်ယုံနှုတ်ထက်ကိန်းနှုတ်ကိန်းပေါ်မှာထန်ယုံဟာဆုံငင်းဖြစ်တဲ့အတွက်ကျွန်တော်အပေါင်းကြီးနဲ့ရပါတယ်အသေး -3 နှစ်နဲ့40နှစ်လေးလေးလီယာ16ဒါဆိုရင်ခြေရအပေါင်းတစ်ခု -2 နှစ်နဲ့20နှစ်အပေါင်းဖြစ်တဲ့အတွက်စုလိုက်တဲ့အခါမှာ14ရတယ်နောက်က16ပေါ့နော်ဒါဆိုရင်14နဲ့16နဲ့ကလက္ခဏာဘူးတော့နှုတ်လိုက်တယ်ဒါဆိုရင်နှစ်ရတယ်ပေါ့နော်အနှုတ်ကများတဲ့အတွက်အနှုတ်နှစ်ပါနော်ကျေတော့ခါကြီးပြီးတော့ငါငါက x2 y2 -40 အဲ့ဒီမှာ တို့က h နေရာမှာ minus 2ကိုစာသင့်မယ် y နေရာမှာ minus 2ကိုစာသင့်နိုင်မယ်နော်ဟုတ်ပြီဒါဆိုရင် minus 2နှစ်ထပ်ကကျတော့ဆင်မတို့ကအဲ400ပြီးတော့ minus 3နှစ်ထပ်ကကျတော့900ရဲ့တော့အနှုတ်40ပေါ့နော်ဒါဆိုရင်6လေးလီက36နော်အနှုတ်40အဲ့ဒီအပေါင်း36နဲ့အနှုတ်40နဲ့ဆိုရင်လက္ခဏာဘယ်လိုအကျိုးနှုတ်ပေးရလဲနှုတ်တော့၄ရတယ်ပေါ့နော်အဲ့၄မှာမှာကျွန်တော်အနှုတ်ကများရတဲ့အနှုတ်လေးဖြစ်ပါရင်ဟုတ်ပြီနော်နောက်ပြန်ရအောင်ကျွန်တော်စလုံးမှာစလုံးကြတော့ AB A square plus Y square ပါဒါဆိုရင် A နေရာမှာ minus 1 B နေရာမှာက2 H နေရာမှာ minus 2เนาะ minus 2 H square နေရာမှာ minus 2 square Y square နေရာမှာက minus 3 square ဖြစ်ပါတယ်ဒါဆိုရင်ရှင်းမယ်เนาะမှာကျွန်တော်ကမျှောက်လိုက်မယ်ပေါ့เนาะ minus 1နဲ့2နဲ့မျှောက်တဲ့ခါမှာကျွန်တော် minus 2ရတယ် minus 2နှစ်ထပ်ကကျတော့4ရတယ်ပေါ့เนาะအဲ minus 3နှစ်ထပ်ကကျတော့9ရပါတယ်ဒါဆိုရင်မျှောက်လိုက်တဲ့ခါမှာ minus 1ရ2ရ4ရမျှောက်တဲ့ခါမှာ minus 8ရတယ်နောက်က plus 9 အဲ့ဒီ -8 နဲ့ +9 လဲဆိုရင်ရေလုံးနှုတ်လိုက်တဲ့ခါမှာအဲ1ကျန်တယ်ပေါ့နော်အဖြေကတည့်ရပါတယ်။စာလုံးရေဆိုစလီမှာ CAB +3HY ဆိုတော့ဒီ AB နေရာမှာ AB ဆိုအခေယာကိန်းနေရာနေရာမှာသူပေးထားတဲ့တန်ဖိုးတွေကိုစားသွင်းလိုက်မယ်။ A နေရာမှာ -1 B နေရာမှာ2နော်3ကိုမျက်ပေါ်ကင်း3ကိုပြန်ကြည့်မယ်။ H နေရာမှာ -2 Y နေရာမှာ -3 ဒါရင်အပေါင်းရဲ့ရှေ့ကကနန်းတွေကိုမျှတဲ့အခါမှာအဲ6တတိ6 6နဲ့ -1 နဲ့မျှတော့ -1 ရတယ် -1 နဲ့2နဲ့မျှတော့ -12 ပေါ့နော်ဟုတ်ပြီ ောက်ကအနောက်ကအပေါင်းရဲ့နောက်မှာကျတော့ဒီလိုမိုင်းနဲ့2နဲ့မိုင်းနဲ့3ကိုအရင်ဆုံးမြှောက်တဲ့ခါမှာအပေါင်း6ရတယ်အပေါင်း6နဲ့3နဲ့မြှောက်တဲ့ခါမှာအပေါင်း18ပေါ့နော်ဒါရင်မိုင်းနဲ့3နဲ့မိုင်းနဲ့18ဆိုတော့လက္ခဏာဘူရောရှုပ်နှုတ်ပေးရတယ်18ရတဲ့စနစ်ကိုလောတော့6ကျန်တယ်နော်အပေါင်းကများတဲ့အပေါင်း6ပါစလိုက်ပြီးတော့ဇာခွဲနော် 5y minus 4abc နောက်တိုင်းမှာသူပြထားရတဲ့ကိန်းမြက်ခရာကိန်းကြီးရဲ့တန်မှုတွေကိုစသဖြင့် h နေရာမှာ minus 2 y နေရာမှာ minus 3 a နေရာမှာ minus 1 b နေရာမှာကเนาะ b နေရာမှာက2 c နေရာမှာက0ပေါ့နော် ဒါလို့ရှိရင်ကျတို့နှုတ်ရဲ့ gain ရှိမှာဆိုရင် minus 2နဲ့ minus 3ကိုများတဲ့ခါမှာ minus 4ရတယ်ပေါ့နော်။ငါးနဲ့အဲ minus ဘာလဲ minus 2နဲ့ minus 3ဆိုတော့အနှုတ်နဲ့နှုတ်နဲ့ပြတာအပေါင်းပေါ့နော်။အပေါင်း6ရတယ်။နောက်မှာကကျတို့ကနော် minus 4ကဒီအင်းပြင်ရင်ပဲ minus 2ရဲ့ minus 1ရဲ့2ရဲ့မြောက်တော့ minus 2ရတယ်။ minus 2နဲ့0နဲ့မြောက်တော့0ရတယ်ပေါ့နော်။အဲဒါကြောင့်မို့ဘောအရှိဟာကင်းရ9ချက်တူ3ညနောက်ကကင်းရ4ညတူ3ည30ရက်က3ညတော့ကျတို့အပြေက30ပဲရတယ်နော်။နောက်ပြီးတော့ကျတို့စာမြင်စရာက နော်ဈာမြင့်ချက်မှာကြာကျတော့ 2ab black 2bc black xy ပေါ့နော်အဲ့ဒီမှာဒီခုနတိုင်းပဲစသည်မယ်2ကတော့2ပဲနော် a ညမှာ minus 1 b ညမှာက2နောက်က2ကိုပြန်ရေးမယ် b ညမှာက2 c ညမှာက0နော်နောက်က minus နောက်က x ညမှာ minus 2 y ညမှာ minus 3စသည်နိုင်မယ်ပြန်တွက်မယ်ပေါ့နော်ခြေသုံးအကင်းရကြတော့2နဲ့4 4နဲ့1နဲ့ minus 1နဲ့ပြတဲ့ခါမှာ minus 4ရတယ်နော်နောက်လေကောင်ကကနန်းက2နဲ့4 4တို့ညတွေက3ည နောက်ဆုံးကကနေကကျတော့ -2 နဲ့ -3 နဲ့ကျတော့ကျွန်တော်က plus 6 plus 6ကိုတော့ကအရှိမ -8 ရှိတဲ့အတွက် -6 ဖြစ်သွားပါတယ်။အဲဒီ4နဲ့6နဲ့နော်၃ညတော့ကျွန်တော်တမိုးမရှိထားလိမ့်မယ်။ plus -4 နဲ့ -6 နဲ့ကျတော့ကျွန်တော်ဘာလို့ရရလဲဆိုတော့အဖေက -10 ရပါတယ်။အဲဒါဆိုရင်ကျွန်တော်နံပါတ်3တော့ပြီးသွားပြီနော်။နံပါတ်6ကိုကြားပါမယ်။အောက်ပါတို့ရင်းနဲ့ A ကိုအနှုတ်ကိမ်းပြေတစ်ခုပြင်စားတို့ကြီးလိမ့်ရင်မိဒီတို့ဒီအနှုတ်တမိုးကိုစောင့်နေနီးနော်။အင်းညာမှာဒီမှာအနှုတ်ကိမ်းပြေတစ်ခုကိုစားထုတ်လိုက်မယ်ဆိုရင် အဲမိသီတို့ညှုတ်တမိုးစားနေတယ်ဥပမာနမက်ကကြီးမှာခင်အင်းညာမှာနှုတ်ကပြည့်တစ်ခုကိုအဲစားထုတ်လိုက်တဲ့အခါမှာအပေါ်မှာသူထန်ညွန့်ကြီးရတယ်ပေါ့နော်ထန်ညွန့်ကစုံငင်းဆိုရင်အဲ့ဒီကိန်းရပါလို့ဆိုရင်အပေါင်းကိန်းပါအဲ့ဒီထန်ညိုးနေရာစုံငင်းဖြစ်တဲ့ပြင်နဲ့ A ကိုအနှုတ်ကပြည့်တစ်ခုပြင်စားထုတ်လိုက်ရင် A square ကအပေါင်းကိန်းတစ်ခုရမယ်တဲ့။ဒါထန်ညိုးနေရာစုံငင်းဆိုရင်တို့ကအပေါင်းကိန်းရမယ်။ထန်ညိုးနေရာမကင်းဆိုရင်အနှုတ်ကင်းရမယ်ပေါ့နော်။နံပါတ်ကဝေက A ကျုထန်ညိုးကအနှုတ်ကင်းမကင်းဖြစ်တဲ့အတွက်ထန်ညိုးဗါလေသူကအနှုတ်ကင်းတစ်ခုရမယ်။ နော်နမခားငယ်ဆိုလို့ရှိရင်လည်းသူကနော် A A power 5နော် A to the power 5ဆိုတော့သူကမာငင်းဖြစ်တဲ့အတွက်သူကအနှုတ်ကိန်းပြန်ရမယ်ပေါ့နော်နောက်ကနမကကြီးနော်နမကကြီးက A power 7ကကြတော့လည်းအတိုင်းပဲဆိုထက်ညုံးကမာငင်းဖြစ်တဲ့အတွက်သူကနော်အနှုတ်ကိန်းနဲ့အနှုတ်ကိန်းတစ်ခုရမယ်ပေါ့နော်အနှုတ်ကိန်းတစ်ခုရတယ်နောက်ကနမဆလုံးကကြတော့ A power 8ဆိုတော့သူရဲ့အင်းညာမှာသူတို့အနှုတ်ကိန်းထည့်မယ်ဆိုရင်ဘောကထက်ညုံးက အေးပါမအနှုတ်ကင်းကိုအစားသွင်းမယ်ဆိုရင်ထန်ညွန်းကစုံငင်းဖြစ်တာနဲ့ဆိုမှတော့ဘာဖြစ်သွားလဲဆိုရင်သူကအပေါင်းကြီးနဲ့ပဲရမယ်ပေါ့နော်ဟုတ်ပြီငါပြီးတော့ကျောင်းစာလုံးစာလုံးမှာကအေးပါဝ9နော်ထန်ညွန်းကအေးကအနှုတ်ကင်းဆိုလို့ရှိရင်ဘောကထန်ညွန်းကမာကင်းဖြစ်တယ်လဲကျောင်းကအနှုတ်ကင်းပဲရမှာပါဟုတ်ကနမဆာလေးနဲ့အတိုင်းပဲနမဆာလေးကအေးပါဝ10ပေါ့နော်အဲဒါရင်သူကစုံငင်းစုံငင်းဆိုလို့ရှိရင်အနောက်ကင်းတစ်ခုပေါ်မှာစုံငင်းထန်ညွန်းအောင်စုံငင်းဆိုလို့ရှိရင်ကျွန်တော်ကပေါင်းကြီးရပါတယ်။စလိုက်ပြီးတော့ကျွန်တော်စာခွဲပေါ့နော်။ ဒီပါဝါ11သူကထဟိုဟာအေးအနှုတ်ကင်းဖြစ်မှာဆိုရင်ထန်ညွှန်းကမာကင်းဖြစ်တဲ့အတွက်ကျေတော့အနှုတ်ကင်းမရပါတယ်။နောက်ပြီးတော့ရင်ဇာဝဲပြီးတော့ဇာမြင်စေအေးပါဝါ12သူကတော့အေးအနှုတ်ကင်းအေးကိုအိန္ဒိယမှာနှုတ်ကင်းကိုဇာသွင်းမယ်ဆိုလို့ရှိရင်သူကထန်ညွှန်းကစုံကင်းဖြစ်တဲ့အတွက်အပေါင်းကင်းမရဘူးနော်။ထန်ညွှန်းစုံကင်းလို့ကျိုးအပေါင်းကင်းရမှာပါ။ညရတဲ့အတိုင်းပဲအေးပါဝါ15သူကနော်။အေးကအိန္ဒိယမှာမာကင်းအနှုတ်ကင်းတစ်ခုကိုဇာထုတ်လိုက်တဲ့အခါမှာထန်ညွှန်းကမာကင်းဖြစ်တဲ့အတွက်ကျေတော့အနှုတ်ကင်းမရမှာပါ။ ်အောင်နော်။ဒါဆိုရင်ဒီလိုလေ့ကျင့်ငယ်ငါးတမ30ကနံပါတ်3နဲ့4နဲ့တော့ပြီးပါပြီ။စုံတိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။